မြစ်တက်လွင် channel ကိုအစဉ်အမြဲအားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ယနေ့မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းလေးကတော့ဆရာအကဆော်ရဲ့ဝိတုအသည့်ဖြစ်တဲ့ပညာတဲ့အဖွားစောနဲ့ငတ်တင့်သူကမ္မီယာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်လို့ပြီးတော့မှာဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ။ နွေပေါက်ပြီဆိုတော့တို့ရီအေးတို့လက်လာတို့စီကိုသွားလေကြဆိုငလင်းအဖွားအထပြောတယ်ဗျအေးဆိုတာကျွန်တော်အမေကိုပြောတာပါကျွန်တော်အဖွားမကရင်မစီမှာတမီး9ယောက်သားတယောက်ရှိတယ်ဝင်းဝင်းမြမြလှလှမမောအေးအေးတေးတေးဆိုပြီးတော့တမီးတွေအစင်းလိုက်ရှိကြတယ်ကျွန်တော်အမေနာမည်ကတော့အေးအေးလို့ခေါ်တယ်လှလှဆိုတာအမေအထက်ကအမပေါ့ဗျာအမေတို့ကကြောက်အရှိမပြောခဲ့သလိုပဲညိုချောင်းအနောက်ဘက်ကတစ်လောက်ကွက်ထဲမှာနေကြတယ်မလားနွေပေါက်လို့ချောချောတွေ့တွေ့ဖြစ်သွားပြီးရေဆိုရင် ကျောင်းနဲ့အဖွားနဲ့အမေတို့စီကိုသွားလေလေရှိကြတယ်ဗျ။အဲ့ဒါနဲ့အဖွားဆော့နှုတ်ဆက်ပြီးတော့ဖတူကနေစားစရာတောက်စရာတွေဝယ်အဖွားကလည်းအချောက်အချမ်းလေးတွေချက်ပြုတ်ကြော်တော်ပြီးတော့ခီးသွားဖို့ပြင်ဆင်ကြတယ်။အမေတို့ဘက်ကတောထဲမှာဆိုတော့ခေါင်နေဗျ။စားစရာတောက်စရာလည်းတောစာလောက်ပဲရှိတာ။မုံတို့ဘာလို့ဆိုတာတိတ်ရှားတယ်။တစ်ကွက်ထဲမှာကျတော့ကျောက်ကိုဝန်ခွင်ညီဝန်ခွင်တွေလည်းရှိသေးတယ်။အားလုံးပြင်ဆင်ထုတ်ပိုးပြီးတဲ့ခါကျတော့တစ်ကွက်ဘက်ကိုသွားတဲ့တစ်တင်တဲ့ကားကြီးတွေနဲ့ကျောက်တို့မြေးဖွားလိုက်လာခဲ့ကြတယ်။ ရုံးမတွေမှာတစ်ထုတ်တဲ့လူတွေကမြို့ချောင်းအထိကိုစမ်းကြောင်းရည်အားနဲ့တစ်လုံးတွေကိုချပေးရဲဗျမြို့ချောင်းကနေမှဗတိုလန်အတိုင်းတစ်ပြန်ထုတ်တာအရိယာနေမှာတဆင့်ပြင်ပုံကြီးဘကိုးအထိတစ်တွေကိုတဲကြရတာဗောဗျာဒါကြောင့်တစ်ကားနဲ့လိုက်သွားရင်တစ်ကွက်ထိတ်နာအထိဆက်ဆိုင်မြဲမြဲရောက်နိုင်နေဗျတစ်ကွက်ထဲရောက်သွားရင်ပြောစရာကောင်းတာတခုရှိသေးတယ်ဗျအဲ့ဒါတော့ကံကောင်းရင်စင်စင်းရနိုင်တာပဲတစ်ကွက်ထိတ်ကပြန်နေစင်နဲ့တွင်းရင်စင်ဦးစီးကိုမဟိုးပေးပြီးတော့စင်လိုက်စီလို့ရတယ်စင်မှာတစ်ဆွဲစင်ဆိုတာရှိတယ်လို့ တစ်ဆွဲဖို့အရွယ်မရောက်သေးတဲ့ဆင်တစ်ဆွဲပြီးအသက်အရန်ကြီးသွားတဲ့ဆင်တွေကိုပစ္စည်းတည်တဲ့ဆင်အဖြစ်သုံးတယ်လို့ဖွားပြောဘူးတာပဲကျုပ်တို့ကတော့တစ်ဆွဲဆွဲမဆွဲဆွဲဆင်စည်းရတယ်ဆိုရင်ပျော်နေတော့တာပါပဲဗျာတစ်ကွက်ထဲမှာအဖေနာမည်ကိုလူတွေသိမသိကြဘူးအမေနာမည်ပြောလိုက်ရင်အားလုံးကသိကြတယ်တီဆိုအမေကဈေးတွေပါရောင်းအကျွေးတွေပါရပေးတာကိုဗျာကံမကောင်းတဲ့ခါကျရင်တော့ကျွဲလဲကြီးတွေစီးရတယ်ကျုပ်တို့ကလဲစီးနေကြဆိုတော့လဲတော့သိမစီးချင်ဘူးပေါ့ဗျာအဲဒီတစ်ခေါက်သွားတော့ကံကောင်းတယ်ပြောရမယ်ဗျာ တက်ကွက်တဲသွားဖို့အလုံးမှာကျွန်တော်ဘာကြီးနဲ့တွေ့တယ်။ဘာကြီးနဲ့မရဥပေါကြိုင်းနေဗျာ။လူကောင်ခတ်ထွားထွားပဲ။ "तू ကဆင်းဦးစီး။ကျွန်တော်ကြီးတော့ဒေါ်လာရဲ့ယောက်ျားပေါ့ဗျာ။ဘာကြီးကစကမ်းမှာဆင်းတွေကိုလေ့ကျင့်ပေးရတဲ့လူလို့ပြောတယ်။အခုလည်းဈေးလာဝယ်တာတဲ့။သူ့ဆင်နဲ့ကျုပ်တို့ကိုတစ်စကမ်းထဲထိခေါ်သွားတယ်။ဆင်ကြီးစီးရတာတလှုပ်လှုပ်နဲ့ပျော်စရာတိတ်ကောင်းတာဗျ။လူတွေရဲ့အားလုံးရဲ့အပေါ်စီးကနေတွားရတာဆိုတော့နည်းနည်းတော့စိတ်ကြီးဝင်သွားမိတယ်။စင်ဆိုတဲ့ကောင်ကလည်းတွားလာလာတာတိတ်ရင်တာတယ်ဗျ။ ဘာကြီးတို့ထိန်းချောင်းထားရလဲပါမှာပေါ့လမ်းမှာလူနဲ့မလွတ်နိုင်တဲ့တိတ်ကိုင်းတွေပါတွေတွေ့ရင်နှမောင်းနဲ့ချိုးဖဲပြစ်လိုက်တာစင်ကြီးကတငိမ့်ငိမ့်နဲ့တွားနေတယ်ဆိုပေမဲ့လေသူ့တလန်းတလန်းကလူ၁၀လမ်းလောက်ရှိတော့တနေရတနေရခဏလေးနဲ့ရောက်တာပါပဲဗျာဘာကြီးပြောတာစင်ကတမင်အနေတွားနေလို့တယ်ဗျစင်ကိုခက်မြမြန်ပြေးခိုင်းရင်စိုက်ကယ်စီးရတဲ့လောက်ကိုမြန်နေဆိုပဲဗျတုတ်တော့အဲ့လောက်အမြန်ကြီးမစီးချင်ဘူးမတော်လို့ပြုတ်ကြရင်စင်နှင်းခံရပြီးပြားချက်သွားမယ်မလားတိတ်ွက်တဲ့ရောက်တော့အမေတို့ကြီးတော်တို့ကနှုတ်ဆက်ကြတယ် ကျုပ်တို့လည်းတိတ်ပျော်တာပေါ့ဗျာဘတူမှလည်းမြောင်ရှုံးအောင်ဆော့ရဲဆိုပေမဲ့ဒီရောက်တော့ပိုပြီးဆော့ကြတာပါပဲတစ္ဆကမ်းမှာကျုပ်တို့ဝန်ခွင့်ကြီးရဲ့ကိုယ်ယူလည်းရှိတယ်ဒေါ်လာရဲ့အကြီးဆုံးသားဖိုးစော်လို့ခေါ်တယ်ဗျသူကအသက်18နှစ်လောက်တော့ရှိမယ်ဒေါ်လာရဲ့ဒုတိယသားကတော့ပိုင်ပိုင်နဲ့သူကကျုပ်ထက်တစ်နှစ်လားငယ်တယ်တစ္ဆကမ်းထဲမှာကျုပ်နဲ့ပမိုင်တွေကတွဲပြစ်တာများတယ်တစ္ဆကမ်းထဲမှာတန်းလျားလိုမျိုးတဲကလေးတွေစောက်ထားတယ်အဲ့ဒီမှာဝန်ထမ်းတွေစုနေကြတယ်အဖွားကတော့သူ့သမီးယူနဲ့စကားတွေဖောင်ဖွဲ့ပြောကြတာပေါ့ ကျောက်တို့ကတော့စကန်းနဲ့ရခလေးတွေနဲ့တဲကလေးတွေအရှိန်အားတဲခွင်းကလေးမှာစော့ကြတယ်။တုံးလေးရကြတော့စော့ရတာပြင်းသွားပြီဗျ။အဲ့ဒီခါတောလေဘိုးလောက်ကြတယ်။ကျောက်ကိုဖိုးစော်ဆိုတာတောသိပ်ကျွမ်းနေဆိုပဲဗျ။မုတ်ဆိုးပညာလည်းတော်တော်တက်တယ်။ตาကြီးဆုံးဆိုတော့လေအားကိုးရတယ်ဆိုပါတော့ဗျာ။ကိုဖိုးစော်ကကြက်ထောင်ငှက်ထောင်တုတ်ကိုင်းထောင်နဲ့တခါလေဆိုရင်သူ့ထောင်ကြောင့်မှခြေတွေတမင်တွေဖမ်းမိတယ်ဗျ။ကျောက်တို့ရောက်ပြီးနှင်းရမြောက်တဲ့နေကြတော့တမင်တကောင်ထမ်းချလာတာဗျ။ တမင်မတန်းလို့တော့ပြောတယ်။အရွယ်ကခွေးထည်နေနေပဲကြီးမယ်။တို့တို့တော့တော့ဘာမှသိမထူးကြပါမယ်။ကျုပ်တို့မြေးဖွားတော့တမင်သားနဲ့တမင်စားရတာပေါ့ဗျာ။ပြောမယ်တာပြောတာဗျ။ကြော့ဖွားဟင်းချက်သိပ်ကောင်းတာ။အမေတို့တော်လေးတို့ကအဖွားလောက်ဟင်းချက်မကောင်း။တချန်နေနေတဲ့တော်တေးသေးတောင်မှအဖွားလောက်ဟင်းချက်မကောင်းဗျာ။အမေတို့တွေကဟင်းချက်ရင်စားလို့ရအောင်ပဲချက်တာ။အဖွားကတော့အဲ့လိုမဟုတ်ဘူး။ဘယ်ဟာကိုဘယ်လိုနည်းနဲ့ဘယ်လိုချက်ရင်စားလို့ကောင်းတယ်ဆိုတာသိတယ်။ဒါကြောင့်အဖွားချက်ရင်စားကောင်းတာဗျာ။ ။တမေသားနုနုကိုဘွားစီပြန်လဲလဲကလေးချက်ပေးတာဆိုတော့စားလို့ကောင်းလိုက်တာပြောမနေပါနဲ့ဗျာ။အမေသားဝတ်သားနဲ့ဘာမှောင်မဆိုင်တာဗျာ။ကိုဖိုးစော်တမင်ကြီးရလာတော့ကြုတ်လဲတောလိုက်တာကိုစိတ်ဝင်စားသွားတယ်။ဒါနဲ့နောက်တနေ့တော့လိုက်ဖို့အဖွားကိုခွင့်တောင်းတာပေါ့ဗျာ။ဒေါ်လာတော့နင်းကိုဖိုးစော်ကိုခေါ်သွားတဲ့။အဖွားကလည်းဖိုးစော်ပိုင်းခွင့်ပြုတယ်ဆိုပဲဗျာ။ကိုဖိုးစော်ကတကယ်လဲအားကိုးရတဲ့လူပဲဗျလူကပိုင်ပိုင်ပါပါပဲဒါမဲ့သူ့တကူလုံးမှာအစီမရှိပဲကြွက်သားတွေအများအများထားနေတယ် ပိုင်းမှာအကွက်တွေထားပြီးတော့ကြစ်လို့ဗျကျောက်တို့ငငယ်တုန်းကတော့အဲ့လိုအကွက်တွေကို6000ကွက်လို့ခေါ်တာဗျအခုနောက်ပိုင်းမှာ6ပတ်တွေပါနေနားလေတာကိုကိုဖိုးစောကတောလဲပြီးတော့ဟိုဟာဖန်းတီးဟာဖန်းမိတယ်ဒေါ်လာအသားတွေပါဆိုဖြတ်ပြုတ်ပြီးပြန်ရောင်းတာပေါ့ဗျကိုဘိုးစောတော်ရဲသွားရဲဆိုရင်လက်ပလာနဲ့ပြန်လာရတယ်လို့မရှိဘူးဗျအခုအသက်ကြီးသွားတော့ကိုဘိုးစောကအာကုသူနဲ့အကျိုးပေးမှန်းသိသွားတယ်နောက်နေတော့ကိုဘိုးစောကကြုံတဲ့ပန်းမိုင်နဲ့ကိုတောအုပ်ထဲကစမ်းချောင်းလေးတစ်ခုစီကိုခေါ်သွားတယ်ဗျပဇွန်ဖမ်းမလို့တယ်ဗျ ကြောက်ကြဘူးလားတော့ပစုံဆိုတာကံတွေအိုင်တွေမှာပဲရှိတာပါဒီလိုတောထဲမှာရှိပါမလားပေါ့ကိုဘိုးဆိုတာကျောက်တို့စမ်းချောင်းကလေးရဲ့အထက်ဘက်စီကိုခေါ်သွားတယ်သူပြောတာအဲ့ဒီမှာကြောက်ပစုံတွေရှိရဲတဲ့စမ်းချောင်းအထက်ဘက်ကျတော့ချောင်းကကျင်းသွားပြီရေရလည်းခြေတလုံးလောက်ပဲရှိတော့တာတောင်ကြချောင်းဆိုတော့ကြောက်တုံးတွေကြောက်ထက်တွေတအားပေါ်တာကိုဖိုးစောဟာအရှိရနေသွားရင်လည်းကိုကိုင်းပြီးတော့ကြောက်တုံးအောက်တစ်ခုတည်းကိုလက်နိုင်ပြီးတော့စမ်းနေဗျစမ်းပြီးတော့လက်ကိုပြန်ထုတ်လိုက်တာသူ့လက်ထဲမှာပဇုံးတကောင်ပါလာတယ်ဗျာ ကြောက်ပုံစုံဆိုတာဒါကိုပြောတာဗျပဇုံကလက်တမိုက်လောက်ရှိမယ်ထင်တာပဲပဇုံမှာလက်မတွေတောင်ပေါက်နေတာဗျအဲ့ဒီပဇုံတွေကိုဖမ်းပြီးတော့ပလိုင်းလေးတွေကိုထည့်ပေါ့ဗျာကျုပ်တို့ကိုလည်းလိုက်ဖမ်းခိုင်းတယ်ကျုပ်တို့ဖမ်းတာတော့တိတ်မမိပါဘူးဗျာလက်ကိုမြင်တာနဲ့ပဇုံကတန်းပြေးတာပဲကိုဖိုးစော်ကတော့ပဇုံတကောင်တစ်ချက်ပဲဖမ်းတာဗျပဇုံ90သားလောက်ရတော့မှတော်ပြီဆိုပြီးတော့ဟိုးအထက်ဘက်ကိုဆက်တက်ခဲ့ကြတာစံကြောင်အထက်မှာရေကန်ကြီးတကန်ဖြစ်နေတယ်အဲ့ဒီရေကန်မှာလည်းငါးထိုင်များကြပါရောဗျာ ငါးလောက်ကတော့ကြုတ်လဲမြားတတ်ပါတယ်။မိုးရင်းရေကြီးလို့ကြုတ်တို့အိမ်တော်ဖေးလှဲလန်းဖေးကိုရေရှမ်းပြီဆိုရင်အဲ့ဒီမှာငါးထိုင်များနေကြဗျ။ပြောရရင်တော့ကြုတ်လဲငါးမြားရနဲ့တိတ်ဆိတ်တဲ့လူမဟုတ်ဘူးပေါ့။ဒါမဲ့ဗျာအခုငါးမြားတော့ကိုဖိုးစော်ကြီးတကောင်မီးတကောင်မိနေတာဗျ။ကြုတ်တကောင်မီးတဲ့အချိန်မှာကိုဖိုးစော်က၄-၅ကောင်တော့မိနေပြီ။တခါတလေကိုဖိုးစော်ကငါးကောင်သေးတာလေးတွေပါလာလို့ကြိတ်ကနေဖြုတ်ပြီးတော့ပြန်ပြန်လွတ်ပေးနေသေးတာဗျ။အဲ့ဒီတော့မှကိုဖိုးစော်ကိုလက်လံသွားတာပဲဗျ။အဖွားပြောသလိုအာကုသူနဲ့အကျိုးပေးရဆိုတာတကယ်ဟုတ်တာဗျ။ ညနေမိုးနေတဲ့ချုံမှာကျုပ်တို့ပြန်လာခဲ့ကြတယ်။နေဝင်သွားရတဲ့တောအုပ်ကြီးကကြောက်စရာကောင်းလာလေတာဗျာ။ကျုပ်ဖြင့်ကိုဘိုးစော်အနာကိုတိုးကတ်ထားရတယ်။ဟာငလင်းမင်းကဘာဖြစ်တာလဲကွ။စက်ရဲကြောက်လို့ဗျ။အထင်ကနေရင်တွင်းချင်ကြီးနော်။အဖွားကပြောဘူးတယ်။နေရင်တွင်းချင်မှာတရဲတဆယ်လှုပ်ရှားပြောင်းမှုကြတယ်တဲ့ဗျ။အင်းမင်းကတော့ပောက်ကရပြောတော့မယ်။ဒီမှာငလင်းတရဲဆိုတာတကယ်မရှိပါဘူးကွာ။အော်ဟာဗျာကျုပ်မြင်မှုပါလေဆို။ အဖိုးတွေပါငလင်းရတရေတစီစုံဖုတ်ကဝေတွေဆိုတာလူတွေထိတ်လန့်အောင်လို့တမင်ချောင်းလန့်ပြောဆိုရတဲ့အရာတွေကတကယ်မရှိဘူးတကယ်သာရှိမယ်ဆိုရင်ငါနဲ့တွေ့ဘူးရမှာပေါ့ကငါဆိုရင်မင်းပြောတဲ့တရေတွေတပတ်ကြီးတွေကိုမြင်ကျလို့ညဘက်ကြီးတကောင်တော်မှတယောက်တည်းလျှောက်သွားနေတာကတောကျမ်းပါတယ်ဆိုတဲ့နေရာတွေမြေကျမ်းပါတယ်ဆိုတဲ့နေရာတွေတော့ငါတယောက်တည်းအချိန်မတော်သွားလာနေရပဲဘာမှမတွေ့ပါဘူးကွာကျောက်ကတော့တကယ်မြင်မှုတယ်ကိုဖိုးစော်ရဲ့ ထွားစားမှာကွာအဲ့ဒါမင်းစိတ်ကထင်းလို့ပြောတာပါကွာတော်ကောင်းကြီးကတခါပြောဘူးတယ်ကြောက်တတ်တဲ့လူတွေကအမြင်တွေအတန်တွေကိုထင်အောင်ထင်မှကြားရတယ်တဲ့ကွာအဲ့ဒါတကယ်တရေချောက်တာမဟုတ်ဘူးသူတို့စိတ်ကသူတို့ကိုပြန်ချောက်နေတာကွာဘာမှမကြောက်စမ်းပါနဲ့ကွာကိုဘိုးစောကတော်ဘက်ကိုလှည့်လိုက်တယ်ဟေးဒီတော်ထဲမှာတရေတစ်စိတွေရှိရဆိုရင်ထွက်လာခဲ့ကြလေကွာထွက်လာပြီးတော့ငါ့ကိုပြကြလေငါ့ကိုလာချောက်ကြလေကွာကိုဘိုးစောလုံရက်ကကြောက်စရာကြီးပြ ဒါမဲ့တောအုပ်ထဲမှာဘာတရေမှထွက်မလာတဲ့အပြင်ဘာမှမဖြစ်လာဘူးဗျကိုဖိုးစွာရေကြဲကြဲလုံနေနေဟာဟာတွေ့ရမလားကွတရေရှိရင်ထွက်လာရမှာပေါ့အခုဘာမှထွက်မလာဘူးလေမဟုတ်လားတောဖြင့်ကိုဖိုးစွာနဲ့ဘာမှမပြိုင်မပြောချင်တော့ပါဘူးဗျကိုဖိုးစွာတရေတကယ်မရှိဘူးလို့ယုံနေပုံပဲဗျရွာဦးစင်းပြောဘူးသလိုလူချမ်းရဲ့နှက်ချမ်းမခံနိုင်ဘူးဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်ထင်တယ်ဗျအဲ့ဒီညတော့ကျောက်တူတွေဖမ်းလာတဲ့ငါးကလေးတွေကိုအိုးကတ်ချက်တယ် ပဇွန်ကလေးတွေကိုတော့ငပိချက်ချက်ပြီးတော့တောတိယသည်နဲ့တိုးစားကြတာစားလို့မိန်လိုက်တာဗျာတောတိယသည်ဆိုတာအလုံးခတ်တေးသေးကလေးတွေဗျလက်မလောက်ပဲရှိမဲ့ခြင်းနဲ့ကြီးသွားရင်အထဲမှာအဆစ်အပြည့်ဖြစ်သွားလို့စားစရာအတာမရှိဘူးလေဗျအတီးကင်းရောက်တဲ့အချိန်မှာပဲစားရတာစိုင်သီးလိုပဲကြွကြွမွမွေးလေးဗျာအဖွားချက်တဲ့ပဇွန်ငပိချက်ကလည်းရှယ်ပဲဆိုတော့ကျုပ်ပြင်စားစားနဲ့စားလိုက်တာထမင်းတော့မကန်အောင်ကုန်သွားတယ်ကိုဖိုးစောကပကံနေရပဇွန်ကောင်တွေကိုကျုပ်ကိုခတ်ထည့်ပေးနေတဲ့ စာစာငလင်းရင်တို့ဘက်မှာဒါတွေကခဏခဏစားရတယ်ကွာကျောက်ပစုံကအသားခတ်မမှာပဲဗျခြူတာတော့ကျုပ်တို့စားနေကြပစုံရင်တည်းတော်တော်ခြူတာပဲကျုပ်လည်းကောင်းမဖော်နိုင်အောင်စားနေမိတယ်ကိုဖိုးစော်ကကျုပ်အားရပါရစားနေတာကိုကြည့်ပြီးကြေနပ်နေတယ်ဗျကျောက်ကိုကြီးထဲ့ကျွေးနေတာကိုဖိုးစော်လည်းစားအောင်လေဗျစားပါကွာငါဘလောက်ကောင်းကောင်းတပကံမဲစားတာကွာဝမ်းကောင်းကျင်မှာဆိုလို့ဟေးသူပြောတာကိုကျုပ်နားမလည်ဘူးဗျကျုပ်တို့ကတော့စားမကောက်ရင်တပကံ စားကောင်းရင်သုံးမကံမယ်ကိုဖိုးစောကဒေါ်လာကိုကြည့်ရင်အမေဒီအချိန်ဖိုးကောင်ကောင်မှငှက်တွေပေါ်နေလောက်ပြီဗျမနှက်ပြမနှက်ဆော့ဆော့ငလင်းတို့အတွက်ငှက်သွားထောင်မိမယ်စိတ်ကူးလာတယ်အေးကောင်းတာပဲခါလေးချိုးလေးရရင်တို့မြည်ဖွားကိုကြော်ကျွေးရတာပေါ့ငလင်းမိငါနဲ့လိုက်မလားကွအတွေ့အကြုံရတာပေါ့လိုက်မှာပေါ့ဗျမနှက်ခင်ကျုပ်ကိုလာနှိုးနော်ဒေါ်လာကထမင်းစားနေရင်ငှက်ထောင်ရင်လည်းတခြားငှက်တွေသာထောင်စားမှာဟဲ့ ။ရောင်ရင်ငှက်ကိုတော့မလုပ်ပါနဲ့။ကြောက်တောင်ထူးဆန်းသွားတယ်။ရောင်ရင်ငှက်ကဘာဖြစ်လို့လဲကြီးတော့ရဲ့။ရောင်ရင်ငှက်တွေဆိုတာတိတ်တဆာရှိရာအွယ်ငလင်းရဲ့။အဖိုးသေးရင်အမကလိုက်ပြီးတော့တတ်သေးတယ်လို့မျိုးအမသေးရင်လည်းအဖိုးကတတ်သေးတတ်တယ်။ပြီးတော့ရောင်ရင်ငှက်တွေဆိုတာသူတို့ရံပြူတဲ့လူတွေကိုကျင်းစာတိုက်တတ်တယ်ဆိုပဲ။ရောင်ရင်ငှက်ကျင်းစာတင်သေးရောပဲတဲ့။ကိုဖိုးဆိုတာရင်ရင်နဲ့။မဟုတ်တာအမေရာဘာရီလျှောက်ပြောနေတာလဲဗျ။ အဲ့အရာကခင်မမီတော့တဲ့ရှေးအောင်အတွေးခေါ်တွေပါဗျာဒါတွေတကယ်မရှိပါဘူးအမလေးငါစော်ရဲ့တောစီတောင်စီလူစီဘလူးစီဆိုတာရှိတယ်ဟဲ့မျက်စိနဲ့မမြင်နိုင်မယုံကြည်လို့မရဘူးတော်ပါတော့ဗျာအမေရဲ့ပောက်ကိယာယူဆတွေကိုအမေပဲယုံပါနေနေတော့ခတ်တော့တာပဲငါစော်ရဲ့နေအဲ့ဒီတောကောင်းကြီးနဲ့တတိထားပြီးပေါင်းစမ်းဟိုလူကကွန်မြူနီလိုလိုဆိုရှယ်လစ်လိုလိုနဲ့ရုပ်ဝါဒီတမားကြီးဟဲ့ဒီလူကြီးဟောတဲ့တရားတွေကိုနေနားရေဝနေတာမလား သူတို့ပြောတာအမှန်တွေမေရတရေတစီဆုံးကဝေတွေအမေပြောနေတဲ့ကျင်းစာတွေဆိုတာလူတွေကြောက်အောင်တမင်ချက်လန်ပြီးပြောဆိုတဲ့အရာတွေအမေရရောင်ရင်ငှက်လဲငှက်ပဲကျောက်တို့လိုအသွေးနဲ့ကိုအသားနဲ့ကိုပဲတတ်ရင်သေးတာပဲငဇောငဇောနေဟာလေအသက်ကလေးနည်းနည်းရလာတော့ငါစကားတော့နားမထောင်ကျင်တော့ဘော့နေငါစကားနားမထောင်ရင်တနေ့ဒုက္ခရောက်လိမ့်မယ်ဟဲ့သိရလားအမေအဲ့ဒီလိုကျောက်ကိုကျိန်တော့မှကျောက်ကဒုက္ခရောက်မှာဗျာသိလား ကိုဘိုးစွာထမင်းမကောင်ဆွဲပြီးတော့အိမ်နောက်ဘေးကိုထသွားတော့တယ်။အခုတော့ထမင်းဝိုင်းကနေအယူဆတစ်ခုကြောင့်ရန်ဝိုင်းဖြစ်သွားတယ်ပေါ့ဗျာ။အဲ့ဒါသာကြည်ပါတော့အမေရဲ့အမေမီးကငငယ်တုန်းကလိမ်မာတလို့အခုကြီးကောင်ဝင်လာတော့ကြိတ်ကံကံဖြစ်လာတယ်အမေရဲ့။စိတ်ထင်းမှာအဝင်းရဲ့လူကြီးနဲ့လူငယ်ဆိုတာဒီလိုပဲအမြင်နေကြွာကြတယ်။သူတို့ကတိုးတက်တဲ့ခေတ်ကလူတွေဆိုတော့ပိုဆိုးတာပေါ့တမီးရဲ့။အဖွားကနှစ်တိမ်ပေးရှာတယ်ဗျ။ကျုပ်ကအမေရင်ပြန်ရောက်တဲ့ဆိုပေမဲ့လည်းအဖွားနဲ့ပဲအိတ်တာဗျ။ အဖေနဲ့ဗကြီးကဒီနောက်တန်းစကန်းမှာတိတ်မနေဘူးဗျသူတို့ခေါ်ရဒီစကန်းကိုအနောက်တန်းစကန်းလို့ခေါ်တယ်တစ်တကယ်ခုတ်တဲ့နေရာတွေကိုတော့ရှေ့တန်းစကန်းလို့ခေါ်ကြတယ်ဗျညာအိတ်တော့ကျုပ်အဖွားဘေးမှာအိတ်နေနေအဖွားကိုလေးတန်းတူတူလေးနဲ့မေးကြည့်တယ်အဖွားကိုဖိုးစောပြောတာတကယ်ပဲလားတရေတစေဆိုတာတကယ်မရှိဘူးလားဟင်ငါမီးရမယုံဘူးလားတအားတော့ယုံတယ်အဖွားအဖွားစောပြဘူးလို့တပတ်ကြီးကိုတရေကြီးကိုတခါမြင်မှုတယ် ตาယုံနေဆိုရင်တော့ယုံလိုက်ပေါ့ตาရဲ့သူများယုံတာမယုံတာသူ့အပိုင်းပေါ့ตွားညင်းရင်အလကရန်ဖြစ်တာပဲအဖတ်တင်မယ်ကွဲ့ကဲအဲ့တော့မနေ့ကျရင်ဖိုးစော်နဲ့ငတ်ထောင်လိုက်သွားရမယ်မလားကြောက်လေမောမောနဲ့အိတ်ချလိုက်တော့တယ်ဗျာမနေ့လင်းတော့အဖွားကကြုတ်ကိုနှိုးတယ်ဗျမိုးတောင်ကောင်းကောင်းမလင်းကျင်သေးပါဘူးဗျာကိုဖိုးစော်ကငတ်ထောင်သွားဖို့အသင့်ဖြစ်နေပြီဗျစောလိုက်လားကိုဖိုးစော်ရနှက်ဆိုတာစောစောအစာထွက်ရှာတာကွာဒီထက်နောက်ကျရင်ဖမ်းမိဖို့ကမလွယ်တော့ဘူးကွာ ကိုဖိုးစောကပိုက်တွေလွှဲထားတယ်။ကျုပ်လည်းမျက်နှာတက်ပြီးတော့သူနဲ့အတူလိုက်လာခဲ့ကြတယ်။ပိုင်ပန်ကတော့မနိုးလို့သူ့ကိုမခေါ်ပဲထားခဲ့တာဗျ။မနဲ့လင်းပြီဆိုပေမဲ့နေမထွက်သေးတော့ခတ်မမောင်ပဲဗျ။ဖိုးကောင်ကောင်ဆိုတာလည်းတိတ်မဝဲဘူးပြောတယ်ဗျ။အဲ့ဒီနေရာကိုတွားရင်လမ်းမှာငှက်ပေါင်းစုံတွေ့တယ်ဗျ။ငှက်တွေမှာအရွယ်ဆုံးစိုက်ဆုံးပဲ။ကိုဖိုးစောကတော့ငှက်တွေကိုလည်းညှိုးထိုးပြီးတော့အဲ့ဒါပါငှက်အဲ့ဒါပါငှက်ကွဆိုပြီးတော့ပြောပြနေတယ်။ကျုပ်ကတော့စိတ်မဝင်စားနိုင်ပါဘူးဗျ။အေးမွားတော့လူကညှိစစ်စီနေဗျ။ ဒီလိုမှန်းသိရင်ငှက်ထောင်မလိုက်ဘဲနဲ့အိမ်မှာပဲအိတ်နေခဲ့ပါတယ်။ဖိုးကောင်ကုန်းဆိုတာကဂုံးကမှုလေတကူဗျ။တစ်ပင်ကြီးတွေတော်တော်များများရှိတယ်။တစ်ပင်ကြီးတွေကဘလောက်မြင့်တယ်လဲဆိုရင်လေတမော့မော့ကြည့်ရတယ်။ကိုဖိုးစောကတကုတ်ကွတ်နဲ့အတန်ကြီးကြလို့နားဆွင့်ထောင်လိုက်တယ်။ဟာငလင်းအဲ့ဒါရောင်ရင်ငှက်အော်တာမဲကွ။တန်တော့ဟောဟိုအရှိကထောက်ချက်မိနေပေါ်မှာအတိုက်လောက်ထားမှုရတယ်။ရောင်ရင်ငှက်ဥကတိတ်ဆိတ်နာကွ။မင်းကိုစားဘူးစေချင်လိုက်တာကွာ။ဖြစ်ပါမလားကိုဖိုးစောရဲ့ ရောင်ရင်ငတ်ကိုဖမ်းရင်ကျုပ်တို့ကျင်းစာတိုက်နေပါအောင်မယ်ဗျာအဘိုးတွေပါကွာရောင်ရင်ငတ်ဖမ်းဆိုင်တေတက်တယ်ဆိုတာအလကားပြောတာကွာငတ်ဥစားလို့သာတေရမယ်ဆိုရင်ငါတေတာကြာပေါ့ကွာဟင်ကိုဘိုးစောကရောင်ရင်ငတ်ဥကိုစားဘူးလို့လားဗျစားဘူးတာပေါ့ကွာငါ့ကိုဥယံအောင်လို့ခေါ်တဲ့လူကြီးရှိစဉ်ကတတ်နိုင်ပြီးတော့ကျွေးဘူးတာကွာစိတ်လိုက်တာတော့ကြက်ဥပဲကိုရှုံးတယ်ကွာဖုတ်ဥလောက်နီးနီးကိုစိတ်နာကွာဥယံအောင်ကြီးရှိစဉ်ကဆိုတော့ဒီလူကြီးကအခုမရှိတော့ဘူးလား မရှိတော့ဘူးကွတည်သွားတာကြာပြီဟဲဒါဆိုရင်ရောင်ရင်ငှက်ကြိမ်တာမိသွားတာများလားမဟုတ်ပါဘူးကွာစေမှုပြောတာတော့ငှက်ဖြားဖို့ကောင်းနေရောက်သွားတာလည်းကွကိုဘိုးစွာတားလို့မရပါဘူးဗျာသူကယုံမမယုံတာပဲကိုဗျကျုပ်တို့နေရာထောက်ကျန်ပင်ကြီးနောက်တက်လာခဲ့ကြတယ်အပင်ကြီးကမြင်လိုက်တာမှမိုးထိုးနေတာပဲဗျာကျုပ်တို့အရေးကဲကြည့်နေတော့ငှက်ဝဝကြီးတကောင်ကဝုန်းဝင်းနဲ့ပြန်ထွက်သွားတယ်ဗျရောင်ရင်ငှက်ဆိုတာတော်တော်ကြီးတာဗျာ အဲ့ဒီငက်ကြီးလွန်သွားတော့မှကိုဘိုးစောကတစ်ပင်ပေါ်ကုတ်ဖက်တက်တယ်။ကိုဘိုးစောကတစ်ပင်တက်တာလဲမြန်လိုက်တာဗျ။ကြောက်လဲတစ်ပင်တွေတက်ဖူးပါတယ်ဗျ။ဒါမဲ့ဒီလောက်ပင်စီကြီးတဲ့တစ်ပင်မျိုးဆိုရင်တော့တက်ရတာအခက်ခဲရှိနိုင်တယ်။ကိုဘိုးစောကဒီလိုမဟုတ်ဘူးဗျ။ပစိုးဆက်လေတိုင်းမီတက်သွားတာများမြောက်ကြီးကျနေရပဲ။ဟိုးပင်ထိတ်မှငတ်တိုက်ရှိရပြောတယ်ဗျ။ဒါမဲ့ကြောက်ကလမ်းမမြင်ရပါဘူးဗျ။ကိုဘိုးစောငတ်ဥတွေနိုင်နေတော့ရောင်ရင်ငတ်ကြီးတစ်ကောင်ပြန်လာတယ်ဗျ။ကိုဘိုးစောကမြင်တော့အတန်အောကြီးနဲ့အော်ပါလျော်။ ကိုဘိုးစောကလည်းအတောင်လေးနဲ့ပုတ်ချရိုက်ချတယ်ဗျ။ကိုဘိုးစောကငှက်ဥတွေကိုပစိုးဆွက်လေတိုင်းနဲ့ထည့်ပြီးတော့ရောင်ရင်ငှက်ကိုလက်နဲ့ပြန်ပုတ်တယ်ဗျ။ရောင်ရင်ငှက်ကကိုဘိုးစောကိုတိုက်တော့တိုက်တယ်။ကိုဘိုးစောကလည်းတအားရိုက်ချတော့တဖြည်းဖြည်းနဲ့နောက်ကိုပြန်ဆုပ်သွားတယ်။ကိုဘိုးစောကတိတ်ပင်မွားဆင်းချလာတယ်။ငှက်ကြီးကမလန်းမကန်းကနေလိုက်လို့ဗျ။ကျုပ်လည်းအောက်ကနေလေးခွနဲ့လမ်းဖြစ်တယ်။မြေကြီးနားရောက်တော့ငှက်ကြီးကဆက်လိုက်မလာတော့ပဲအတန်အောကြီးနဲ့အော်ရင်ကောင်းကင်မှာပြန်ဝဲနေတယ်။ငှက်ဥကလည်းတော်တော်ကြီးကြီးဗျာ။နှလုံးမဲရှိတာဗျာ။ ကျုပ်တို့တွေဝါးချုံတွေကိုအကာအကွယ်ပြုတ်ပြီးတော့ဖိုးကောင်ကောင်ကနေပြန်ဆင်းလာခဲ့တယ်။ခုနငတ်ကြီးကတော့ကောင်းကင်မှာတစားစားအော်လို့ပေါ့ဗျာ။ကိုဖိုးစွာပျော်နေပေမဲ့ကျုပ်ကမပျော်နိုင်ဘူးဗျာ။ငတ်ကြီးကိုကြည့်ရင်စိတ်ထဲတနာလာမိတယ်။ငတ်ဥဆိုတာတချိန်ကျရင်ငတ်အကောင်ပေါဖြစ်လာမှာပဲဗျာ။သူ့သားသမီးဖြစ်တဲ့လူအခိုးခံရတာဆိုတော့မိခင်ကဘယ်စိတ်ကောင်းမှမလဲဗျာ။ကျုပ်တို့လောက်တာဟုံးမဟုတ်ရဲ့လားဆိုပြီးကျုပ်ပြင်စိတ်ထဲဒွိယာဖြစ်နေမိတယ်ဗျာ။တော်တနေရရောက်မှာတော့ကိုဖိုးစွာရက်လိုက်တယ်။ကဲ ဒီငှက်ဥတွေကိုအိမ်ပြန်ယူသွားရင်အမေကပွားစီပွားစီလုံအောင်မှာကွာဒီတော့ငါတို့ဒီနားနဲ့ဖောက်ပြီးတော့စားကြရအောင်ကွာကိုဖိုးစောကမြေကြီးတူးပြီးတော့ဒီဥနှလုံးကိုဖိုးလိုက်တယ်ဗျတိတ်နနက်ကြီးတူးလာတော့မဟုတ်ဘူးပေါ့ဗျာပြီးတော့တိရွက်ချောက်တွေတိတ်ကိုင်းချောက်တွေစုပြီးတော့အပေါ်မှာမီးဖို့လိုက်တယ်ဗျမီးပုံပုံပြီးတော့မိနစ်20လောက်ကြာတော့ကိုဖိုးစောကမီးပုံကိုဖျက်လိုက်တယ်ငါးမိနစ်10မိနစ်လောက်ထပ်ထားပြီးတော့မီးဖို့အောက်ကမြေကြီးကိုတူးလိုက်တဲ့အခါဥတွေပြန်ပေါ်လာတယ်ဗျကိုဖိုးစောကဥပပူကြီးကိုပစိုးနဲ့ဆုပ်ကင်ပြီးတော့အခွန်ခွာတယ် ဥဟာအထဲမှာဝဝကြီးဗျကြောက်ကိုလည်းတအုပ်ထိုးပေးတယ်ကြောက်ငလင်းစားဘူးရဲ့ရှိအောင်စားစမ်းကွာကြုံကြုံမစားရဲဘူးကိုပိုးစောဘာလို့လဲကွာမသိဘူးဗျကြုံမစားချင်တော့ဘူးမင်းကတော်တော်ကြောက်တတ်တယ်ကောင်ပဲကွာဗာလေရောင်ရင်ငှက်ဥစားပြီးချိန်သာတဲ့မယ်လို့မင်းထင်နေတာလားကြုံဘာမှပြန်မပြောပဲကောင်းကင်ဆိုင်ပြီးတော့ထိုင်နေမိတယ်မင်းကွာခေလူငယ်ဖြစ်ပြီးတော့မဟုတ်တာတွေအတော်ယုံနေကောင်ပဲ။ အေးမစားနဲ့မစားနဲ့မင်းမစားရင်ငါပဲစားမယ်ဟေးမင်းမစားတော့ငါတော်ဝဝလေးလင်းစားရသေးတယ်ကိုဘိုးစောကလွယ်ထဲကစားတော့ကလေးဖြည့်ပြီးတော့အားရပါးရတိုးစားတော့တယ်ဗျာတိုးတက်တဲ့လူတွေကစားတော့တော့တည်နေကြတယ်ဗျကျုပ်ဖြစ်ရင် तू ဘလို့ဘလောင်စားနေအောင်ကြည့်ပြီးတော့ကြောက်တလို့လို့ယွန့်တလို့လို့ဖြစ်လာခဲ့တယ်နလင်းငါရောင်ရင်ငတ်ဦးနိုင်စားတော့အမေကိုမပြောနဲ့တော့ကွာမပြောပါဘူးကိုဘိုးစောရာအေးပြောရင်မင်းနဲ့ငါနဲ့တွေ့မယ် ဥစားပြီးတော့ကျုပ်တို့ငှက်ထောင်ကိုဆက်ထွက်လာခဲ့ကြတယ်ဗျ။ကျုပ်ဖြင့်ဗိုက်စာလိုအဖွားထည့်ပေးလိုက်တဲ့မော်တော်ကူဖောက်စားလိုက်ရတယ်။အဲ့ဒီနေ့ကငှက်တွေကလည်းတော်တော်ဖမ်းမိတယ်ဗျ။ကျုပ်ကဖះเจ้าကနားနေတဲ့လူမလားတော့မသိပါဘူး။ဒီနေ့ပိုက်ထောင်ပြီးဖမ်းခဲ့ရတဲ့ငှက်လေးတွေကိုစားလို့မဝင်ဘူး။မျိုးမကြောက်ဖြစ်နေတယ်ဗျ။မနေ့ကပဇွန်ဟင်းနဲ့စားလို့ဝင်တယ်လို့ဒီနေ့ငှက်ဟင်းနဲ့ကြမှာထမင်းတစ်ပတ်ကန်အောင်မနေ့ကအောင်စားရတယ်။ဟဲ့ငလင်းထဲ့စားလေ။ငှက်ဆိုတာနင်းတို့ဘက်မှာစားရခဲ့တယ်မလား။ ညင်းမကောင်းတာနဲ့ကြုတ်လေတကောင်လားပဲစားဖြစ်တယ်ဗျအဲ့ဒီညကျတော့ပြဿနာတက်ပါလေရောဗျကိုဖိုးစော်တယောက်တဟင်းဟင်းနဲ့ညီးပြီးတော့အဖျားတွေတက်နေတာဗျအဖွားကထပြီးတော့စေးတွေပါတိုက်တာနဲ့ကြုတ်လေနိုးသွားရတယ်ကိုဖိုးစော်အဆောင်တထည်ခြုံပြီးတော့တကူလုံးတုံရင်နေတာဗျညကြီးတကောင်ဆိုတော့အိမ်မှာရှိတဲ့စေးတွေတိုက်ထားရတာပေါ့ဒါမဲ့မတက်တာဘူးဗျခရောင်ချောက်ချားတွေအော်ပြီးတော့ဖျားနေတော့တာဒေါ်လာလည်းအံ့ဩနေတယ်ကိုဖိုးစော်ကတကားမှဒီလိုအဖျားမကြည့်ဘူးတဲ့ဗျာ ျုပ်ကတော့ရောင်ရင်ငှက်ရဲ့ဥကိုစားလိုက်ပြီလို့များကျိန်စာတင့်နေတာလားပေါ့လူကြီးတွေကိုထုတ်လဲမပြောရဲဘူးဗျကျုပ်ထုတ်ပြောလိုက်တာကိုကိုဘိုးစော်တိသွားရင်ကျုပ်ကိုလုံနေအောင်မယ်မလားဗျဒါနဲ့ပဲစောင့်ကြည့်နေလဲရတယ်ကိုဘိုးစော်ကတညာလုံးမတက်တာဘူးဗျမနက်မိုးလင်းခန့်ဒီမှာပဲငြိမ်ကြသွားတော့တာမနက်9နာရီလောက်ရောက်တော့အမေတို့ကတစ်စကန်းကဆေးမှုဆိုလားအဲ့ဒါကိုပြေးပြင်းနေဟိုလူကလာစမ်းပြီးတော့ဆေးနှလုံးထိုးပေးသွားတယ်နှက်ပြားတော့မဟုတ်ဘူးတဲ့ကောင်းသွားမှာပါလို့ပြောတာပဲကိုဘိုးစော်ကတတိမရဘူးဗျို့ မျက်ဖြူကြီးလန်ပြီးတော့တိုင်းမဲအော်နေတာထမင်းနေပါတွေလည်းကြွေးမရစံပြုတ်လည်းတိုက်မရဘူးလူဟာတောင်းတောင်းကြီးဖြစ်နေတာဗျတနေ့လုံးတော့အဲ့ဒီလိုအိတ်လိုက်ညီးလိုက်ဖြစ်နေတယ်ညရောက်တော့မှဝုံတိုင်းကျဲကုန်ပါလေရောအနာရှိတဲ့အိမ်ထရန်တွေကိုကုတ်ဖတ်တက်လို့ကတက်အိမ်မွားနေပြေးစင်းလို့ကစင်းပေါ်ဗျလူတွေကသူ့ကိုဝိုင်းဖတ်ထားရတယ်တရက်အတွင်းမှာပဲမျက်တွင်းနေချောင်ကျသွားပြီးတော့လူဟာတော်တော်ကြာသွားတာဗျအသားကလည်းဖြူဘက်ဖြူရော်နေဖြစ်နေတယ်ညနေကျတော့ဆေးမှုတခါထပ်ပြရတယ် စေမူကလည်းငှက်ပြားမဟုတ်ဘူးပဲပြောနေတာဗျ။ရေရိုတနံပြားတယ်ဆိုပဲ။အရင်ညာတစ္စကန်ကနေအဖေတို့ဘာကြီးတို့ကပြန်လာတယ်။ကိုဖိုးဆိုတာတတော်ဆူဆူဗျာ။အဲ့ရကနေလူလဲထပြီးတော့အိမ်ဘွားကနေဆင်းပြေမယ်ကြီးလောက်တာဗျ။သူ့ကိုဖမ်းထားတဲ့လူတွေကိုလည်းလက်သီးနဲ့ထိုးလိုတာထိုး၊ခြေထောက်နဲ့ကန်လိုတာကန်ဗျ။နောက်ဆုံးတော့အားလုံးအဆင်ပြေသွားအောင်ဆိုပြီးတော့တကူလုံးကိုကျိုးနဲ့တုတ်ထားလိုက်ရတယ်။ဒေါ်လာတော့သူ့သားအဖြစ်ကိုကြည့်ပြီးတော့ငိုလို့ပေါ့ဗျာ။ဒီတော့မှကြောက်လေရောင်ရင်ငှက်အကြောင်းလူကြီးတွေကိုဖွင့်ပြောမှဖြစ်တော်မယ်လို့တွေးလိုက်မိတယ်။ ဟိုလေအဲ့ဒီနေ့ကကိုဖိုးစောကရောင်ရင်ငှက်ဥတွေကိုတက်နိုင်ခဲ့တယ်ကြီးတော့ဒေါ်လာကမျက်လုံးပြူးသွားတယ်နင်တို့စားရောစားခဲ့သေးလားငလင်းကျွန်တော်ကတော့မစားရဲလို့မစားဘူးကိုဖိုးစောကဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့ငှက်ဥနှလုံးစလုံးတယောက်တည်းစားပြစ်လိုက်တယ်ကြည်စမ်းဒီကောင်လေးကတော့ငါအတန်တန်တားနေတဲ့ကြားထဲကလှုပ်ဖြစ်အောင်လှုပ်တာပဲကိုပေါ့ရေဒီတိုင်းဆိုရင်တော့ရောင်ရင်ငှက်ဖန်းစားတာဖြစ်နိုင်တယ် ကျုပ်တို့တခုခုလုံးမှဖြစ်မယ်အေးကွတော်ရုံအဖျားဆိုရင်စေးမှုစရာစေးတလုံးထိုးလိုက်ရင်တတ်တာပြီအခုဟာမနက်ညောင်စေးလေးလုံးရှိပြီကွဒါဆိုရင်တော့မင်းပြောသလိုရောင်ရင်ကဖန်းစားလိုက်တာပဲဖြစ်မယ်ကျုပ်တို့ဘယ်လိုလုပ်ရမလဲအဘမိုးကအတွေ့အကြုံရှိတယ်ကွတော်ရဲနက်ဖန်းစားတယ်ဘာညာဆိုရင်လဲသူပဲပြောဆိုပြီးတော့လုပ်ပေးတာပဲသူ့ကိုတွားပင်းကြတာပေါ့ကွာနောက်တန်းစကန်းကအဘမိုးဆိုတဲ့လူကြီးကိုတွားပင်းနေဗျဒီလူကြီးကပိုင်ပင်ပပပဲဗျ တစ်ကွက်ထဲမှာအသက်အကြီးဆုံးဆိုလာပဲဗျာအဘမိုးကကိုဖိုးစော်ကို မျက်ခွန်တွေပါလေလှမ်းပြီးတော့စမ်းသပ်ကြည့်တယ်ဖြစ်နိုင်နေကွဒါငတ်တက်တာပဲငတ်တက်နေဆိုတာဘာလဲဗျငတ်တွေကလူတွေရဲ့ဝိညာဉ်နဲ့ချိတ်ဆက်နိုင်တယ်လို့အယူဆရှိတယ်ဒီငတ်တွေကစုံးနေကဝေတွေလိုလူတွေကိုဖမ်းဆနိုင်တယ်ကွရောင်ရင်ငတ်ဆိုတာဒဏ္ဍာရီတမိုင်းတွေရှိတယ်ငတ်ကဝေလို့လည်းလူတွေခေါ်ကြတယ်ရောင်ရင်ငတ်ကိုဖမ်းမယ် ငတ်ဥနိုင်မယ်ဆိုရင်အဲ့ဒီလူကငတ်ပုတ်မခံရအောင်လုပ်ရတယ်။ငတ်အတောင်ပိုင်းနဲ့ပုတ်ခတ်ပြီးရင်ငတ်ကဖန်းစားတတ်တယ်ဆိုပဲကွာ။ကျုပ်တို့သားလေးကိုကယ်ပေါင်းအဖမိုးရယ်။အေးအခုချိန်မှတော့ဘာမှမတက်နိုင်ဘူး။မနဲ့မိုးလင်းတာနဲ့ကတော်ဝဲတဝဲပြင်ပြီးတော့ရောင်ရင်ငတ်ကိုသွားတောင်းမှန်ကြတာပေါ့ကွာ။မနဲ့ရအောင်ထိုင်ဆောင်နေကြရတယ်ဗျ။ညာအချိန်ကုန်ခဲလို့နဲ့လို့စိတ်ထဲထင်နေမိရယ်။မနဲ့လင်းတာနဲ့အဖေနဲ့ပါကြီးတို့ကလှုပ်ရှုပ်နေကြတယ်။ နောက်တော့တောင်းကလေးတစ်တောင်းတဲ့ကိုငပြောသေးနှဖီအောင်းဒီတလုံးထည့်တယ်။တပြူတွေပေါက်ပေါက်တွေလည်းပါတယ်။ထမင်းနဲ့ထညာခဲတွေကိုဆလောင်မုန်းထဲမှာထည့်ပြီးတော့ယူလာတယ်။ကြုတ်လည်းမကြုံဘူးတော့လိုက်ကြည့်တာပေါ့ဗျာ။အဘမိုးကကတော့ဝဲကိုဒေါ်လာကိုရွက်ခိုင်းတာဗျ။သူကြတော့ထမင်းထည့်ထားတဲ့ဆလောင်မုန်းလေးကင်လာတယ်။ဟိုနေ့ကထောက်ကျမ်းမင်းကြီးအောက်ကိုရောက်လာခဲ့ကြတယ်။အပင်အောက်ကမြေပြောင်ပြောင်လေးမှာကတော့ဝဲနဲ့ဆလောင်မုန်းနဲ့ချပြီးတော့အဘမိုးကရွတ်ဖတ်တယ်ဗျ။တော်ဆောင်နဲ့တောင်ဆောင်နဲ့တွေကိုလည်းတောင်းမှန်တယ်။ရောင်ရင်ငှက်ကြီးကိုလည်းတောင်းမှန်တယ်။ ဒီကလေးကိုဖမ်းစားထားတာတွေကိုလှုပ်ပေးဖို့ပေါ့ဗျာအဲ့ဒီလိုတောင်းပန်နေတော့ထောက်ချက်မင်းကြီးကအစ်ကိုင်းကြီးကတဖြန်းဖြန်းနဲ့လှုပ်လာတယ်ဗျတခြားအစ်ပင်တွေမလှုပ်ပဲနဲ့အဲ့ဒီအပင်ကြီးပဲလှုပ်နေတာဗျကျုပ်တို့ကိုထူးဆန်းနေဆိုပြီးတော့ကြည့်နေတော့မှာပဲကတော်ပွဲနဲ့ထမင်းစလောင်းကဘသူမှမတိုက်ပဲနဲ့သူ့အလိုလိုလဲပြီးတော့မှောက်ကျသွားတယ်ဗျအပါမိုးကတော့တိလိုက်ပြီဗျခေါင်းမဲတစ်ချက်ခါပြလိုက်တယ်ပြောချင်တာကတော့ငှက်ကြီးတွေတောပိုင်တွေကခွတ်မလွတ်ဘူးပေါ့ဗျာကတော်ပွဲတွေပြန်မကောက်ပဲနဲ့ကျုပ်တို့တွေအကုန်လုံးအင်အုံပြန်လာခဲ့ကြတယ် ။အဒီမနက်မှာပဲကိုဘိုးစွာအတတ်ငင်တယ်လို့ဖြစ်နေပြီဗျ။ဒေါ်လာကလည်းငိုလို့ပေါ့ဗျာ။အဖွားကိုကြည့်ပြီးတော့အမေမီကိုကဲပေါင်းဆိုပြီးတော့ပြောသေးတယ်ဗျ။အဖွားကလည်းစိတ်မကောင်းဖြစ်နေပုံရတယ်။ဒီအချိန်မှာကြောက်အကြံတစ်ခုရသွားတယ်။အဖွားရေအဖွားစောရှိသေးတယ်လေဗျာ။အဖွားစောကရွာမှာလူနာတွေကိုစိတ်ကူပေးနေတယ်မလား။တရေဖန်းစားတာဘလူးဖန်းစားတာတောင်ကူပေးနိုင်တာ။ငှက်ဖန်းစားတာတော့ကူပေးနိုင်မှာပေါ့ဗျ။ဒေါ်လာကလည်းသဘောတူတယ်ဗျ။ ဒီလိုနဲ့ကောက်ရိုးတမြင်ဖြစ်ဖြစ်ရအောင်ဆွဲမယ်ဟဲ့ဆိုပြီးတော့ကိုဖိုးစော်စင်နဲ့တင်လာခဲ့ကြတယ်။ကားကရောက်တော့ဖတ်တူကားစီးပြီးတော့ခေါ်လာခဲ့ကြတယ်။ကိုဖိုးစော်ဆိုရင်နှစ်ရက်အတွင်းကိုရိုးပေါ်ရေတင်ကလေးဖြစ်နေတာဗျ။ကားကိုအဖွားစောအိမ်ချေရအောင်ပို့ခန်းရတော့တယ်။ကိုဖိုးစော်လူကြီးရတွေ့ပြီးတော့အဖွားစောအိမ်ပေါ်ခေါ်တင်လာကြရတယ်။အဖွားစောကလည်းကျုပ်တို့ရုတ်တရက်ရောက်ချလာတာကိုအံ့ဩနေပုံပဲဗျ။အဖွားကအစောကြီးလှုပ်ပေါင်းဟဲငါမြေးတယောက်ငှက်ပန်းစားတာခံရလို့ဟဲ့။ အဖွားစောကကိုဘိုးစောကိုစမ်းတက်ကြည့်ရဲ့ဗျပြီးတော့ကောင်းမဲခါပြရဲဟွန်းတောင်းမှန်ပါတယ်ကရင်မရဲ့ငါသူ့ကိုကုလို့မရဘူးအဖွားတို့လည်းအကုန်ခြေကုန်လက်ပန်းကြတော့တာပေါ့ဗျာအဖွားစောကသွေးစည်းလိုလိုအမောင်ကလေးတွေကိုဖန်ပလင်းနဲ့ထည့်ပြီးတော့တတင်းစာဆက်ကူနဲ့ထုတ်ပေးတယ်သူ့ကိုအင်ခေါ်သွားပြီးတော့ဒီဆေးမုံလေးတွေကိုရေဖြော်တိုက်လိုက်ပါအ ਨੇ ဆုံးတော့သူငင်းငင်းချင်ချင်ဖြစ်သွားတာပေါ့ကိုဖိုးစော်ကိုကျုပ်တို့အိမ်ကိုခေါ်လာခဲ့တယ်ဗျ။ အဖွားရဲ့အငယ်ဆုံးသမီးဒေါ်သေးရလည်းအံ့တွေအော်ပြီးတော့စိတ်မကောင်းဖြစ်နေတယ်။ဒေါ်လာတို့ကလက်မလျှော့ခြင်းနဲ့ဦးဗျ။ဒေါ်သေးယောက်ျားဥနေထုံကကားသမားဆိုတော့ရွာထဲမှာကားသမားအတိအကျွမ်းရှိတယ်ဗျ။အဲ့ဒီကားသမားတွေရောအကျိုးချောင်းပြောပြီးတော့ဗကိုးစေးအောင်တီကိုပို့ဖို့ဆုံးဖြတ်လိုက်ကြတယ်။မရရန်ကုန်တီစင်းကုမယ်ပေါ့ဗျာ။ဒေါ်သေးကကားသွားငားနေတော့မှပဲကိုဖိုးစောကရင်မကြီးမောက်တက်လာပြီးတော့ရောင်ရင်ငတ်ကြီးအော်တယ်လို့အတန်အော်ကြီးနဲ့အော်ပါလေရောဗျာ။ကိုဖိုးစောရဲ့ရင်မကြီးထဲမှာဘောလုံးကြီးထည့်ထားသလားမှတ်ရအောင်ဖောင်းကျွလာတာဗျာ။ အဖွားတော်ဝိုင်းမီပြုစုနေတော့မှာပဲကိုဘိုးစောကမျက်လုံးကြီးပြူးပြီးတော့အသက်ထွက်သွားပါလေရောဗျာကျုပ်ပြင်းမကျင့်တတ်ဘူးဗျအဖွားစောဆိုတာတိတ်ပညာထက်တဲ့လူပဲဘလူးတွေတော့နိုင်တာဒီငတ်လောက်တော့မနိုင်ဘူးလေလားဗျာကျုပ်ပြင်းအဖွားစောအိမ်ကိုအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့လိုက်တယ်အဖွားစောအိမ်ကိုအပြေးတက်လာပြီးတော့အဖွားစောမကောင်းဘူးဗျာအဖွားစောဘာဖြစ်လို့ကိုဘိုးစောမကုပေးရလဲဗျအခုကိုဘိုးစောတိတ်သွားပြီဗျအဖွားစောကခက်အေးအေးပါပဲဗျာ အဲ့ဒါအဖွားစောကုမပေးလို့အဖွားစောမကုလို့ तू တေရတာဗျအဖွားစောကသူ့ကိုကုပေးလို့ရတယ်ငလင်းရဲ့ဒါပေမဲ့မကုပေးနိုင်ဘူးအဖွားစောကတဘာဝတရားကြီးရဲ့တန်ခတ်မှုကိုလွန်ဆန်လို့မရဘူးအဖွားမှာအစင်းမြင့်တဲ့ပညာရည်တက်ပေမဲ့ဒီပညာရည်နဲ့တဘာဝတရားရဲ့တန်ခတ်မှုကိုကုသပေးလိုက်မယ်ဆိုရင်မတရားမှုတစ်ခုကိုကျူးလွန်တယ်လို့ဖြစ်သွားလိမ့်မယ်အဖွားစောပြောတာတွေကိုကျုပ်ကနားမလဲတော့ဘူးဗျရောင်ရင်ငှက်ကြိမ်စာကိုအဖွားစောဖြတ်နိုင်ခဲ့တယ်ဆိုရင် နောက်လူတွေကလည်းရောင်ရင်ငှက်တွေကိုဖန်စီတက်ဖြတ်စားတော့ပြီးတော့ကျင်းစာတင်းတဲ့ကအဖွားဆော့ပဲလာပြီးဖြတ်ခိုင်းကြတော့မှာပေါ့ကွလူတိုင်းကကိုလို့ရရဲ့အကျိုးဆက်ကိုကိုပြန်ခန်းစားရတာကြီးပဲငလင်းအခုမင်းကိုတေးရတာလေသူ့လို့ရရဲ့အကျိုးကိုသူပြန်ခန်းစားရတယ်လို့မှတ်လိုက်ပါကွအဖွားဆော့ပြောပြီးတော့တုတ်လေအဖွားဆော့ရင်ဝင်နဲ့ပြေးဝင်ပြီးတော့ငိုချမိတော့တာပဲဗျာအဖွားဆော့ကတုတ်ရဲ့ကောင်းလေးကိုပုတ်ပေးနေရှာတယ်နောက်ဆုံးတော့ကိုဖိုးဆော့တယောက်တေးသွားရှာတာပေါ့ဗျာအဖွားဆော့ဘာဖြစ်လို့ကုမပေးတာလဲဆိုတာကိုကျုံငငယ်ကနားမလည်ခဲ့ဘူးဗျာ အခုကြီးလာတော့မှအဖွားစောဘာဖြစ်လို့ကုမပေးတာလဲဆိုတော့နားလေတယ်လို့လို့ရှိလာတယ်တကယ်တော့အဖွားစောပြောတာအမှန်ခဲ့ပါတယ်ဗျာရောင်ရင်ငှက်ကျင်စာကိုဖြေလို့ရတယ်ဆိုရင်လူတိုင်းကရောင်ရင်ငှက်ကိုလိုက်တက်စားတော့မှာဗောဗျဒေါ်လာကတော့သူ့ကိုယ်သူအပြစ်တင်မဆုံးဗျာသူဒီလိုတစ်ကွက်ထဲမှာနေလို့သူ့သားဖိုးစော်ကလေးတေးရရှာတာတယ်ဗျအဲ့ဒါနဲ့သူ့သားငယ်ပန်းမိုင်ကိုအဖွားစီပို့ရလိုက်တယ်သူတို့ကတစ်လုံငန်းနဲ့အတက်မွေးရတဲ့လူတွေဆိုတော့တစ်ကွက်နဲ့ကင်းလို့ရတဲ့လူတွေမှမဟုတ်တာဗျာကျောက်အတွက်ကတော့ကောင်းသွားတာဗောဗျာ ဘာလို့လဲဆိုတော့အိမ်မှာဆော့ဘော်တယောက်တိုးလာတာကိုဟုတ်ကဲ့ပါပညာတဲ့အဖွားဆော့နဲ့ငတ်တဲ့သူဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပါပြီမကြမီအပိုင်းတင်များကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့မြစ်တန်လွင် channel လေးကိုလိုက်ကန် subscribe လေးလုပ်သားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ